မမေလာပါကျွန်တော်တို့ Bachelor of City Fellowship ကနေပြန်လည်ပြီးခါမှကြိုးဆိုပါရတယ်ကျွန်တော်တို့ Philippines ဩဝါဒစာအုပ်ကျွန်တော်ဆက်လက်ပြီးခါမှဒီကွာနေလာကြမှာဖြစ်ပါတယ်ကျွန်တော်လွန်ခဲ့တဲ့ပတ်တုန်းကကျွန်တော်ဒီကွာခရစ်တော်ရဲ့နော်နှိမ့်ချခြင်းဆန္ဒမူနာဆိုတဲ့အကြောင်းအရာကိုကျွန်တော်ဒီကွာလေ့လာကြပြီးသားပဲဖြစ်ပါတယ်ဆိုတော့ဒီတို့ဒီအပတ်မှာကျတော့ခရစ်တော်ရဲ့နှိမ့်ချခြင်းဆန္ဒမူနာကိုလေ့လာပြီးတဲ့နောက်မှာ ျွန်တို့ကလက်တွေ့ယုံကြည်ခြင်းဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ကလေ့လာကြမှာဖြစ်ပါတယ်။အဲအကြောင်းအရာကိုအခန်းကြီး2အပိုင်ငယ်7နှစ်ကနဲ့7ရှစ်အထိကျွန်တော်တို့ကလေ့လာကြမှာဖြစ်ပါတယ်။ခရစ်တော်ရဲ့နှိမ့်ချခြင်းစံနမူနာကိုကျွန်တော်ကြည့်တဲ့အခါမှာတယောက်ကိုတယောက်နှိမ့်ချခြင်းအသက်တာအားဖြင့်ကျွန်တော်တယောက်ကိုတယောက်ခွန်အားပေးရမယ်။ဝိညာဉ်ရေးအပိုင်မှာကျွန်တော်အားနေတော်သူကိုဝိညာဉ်ရေးအားတန်တဲ့လူကဖေးမှပြီးမှခရစ်တော်ကဲ့သို့ကျွန်တော်နှိမ့်ချခြင်းအသက်တာအားဖြင့်တယောက်ကိုတယောက်ခွန်အားပေးတော်သူများဖြစ်ကြဖို့အတွက်ကိုဖခင်သခင်ကအလိုတော်ရှိတယ်ဆို တာကိုရှင်ပေါလုကဖိလိပ္ပိယုံကြည်သူတွေကိုခွန်အားပေးတယ်လို့เนาะကျွန်တော်တို့ တယောက်ကိုတယောက်နှိမ့်ချခြင်းအပြင်တယောက်ကိုတယောက်အစေခံပြီးခါမှဖရာသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေနိုင်တဲ့ဖရာရဲ့သားသမီးတွေဖြစ်ဖို့အတွက်ကိုလွန်ခဲ့တဲ့ပတ်တုန်းကကျွန်တော်လေ့လာကြပြီးသားပဲဖြစ်ပါတယ်။ဒီပတ်မှာအဲ့ဒါကိုပဲဆက်လက်ပြီးမှကျွန်တော်တို့ကလေ့လာကြမှာဖြစ်တယ်။အဲ့ဒါကဘာလဲဆိုအဲ့လိုအနေနဲ့ကျွန်တော်တို့ကဘာလို့ ਆ မလဲဆိုလက်တွေ့ယုံကြည်တော်သူများဖြစ်ဖို့အကြောင်းအရာကိုရှင်ပေါလုကပြန်လည်ပြီးခါမှခွန်အားပေးထားတယ်ဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်။အဲ့ဒါအခန်းကြီးနဲ့အပိုင်ငယ်၁၁ကနေ၁၈ပဲဖြစ်ပါတယ်။ အဲ့ဒီမှာရှင်ပေါလုကနဲ့ဖိလိပ္ပိယုံကြည်သူအသင်းသူတင်းသားတွေကိုယုံကြည်ခြင်း၌လက်တွေ့ရှိကြတော်သူများဖြစ်ပေါ်တဲ့ကိုတိုက်တွန်းပြီးခါမှာခွန်အားပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။အဲ့ဒါကြောင့်မအပိုင်ငယ်7နှစ်နဲ့73ကိုကျွန်တော်ကကြည့်တဲ့ခါမှာဘာတွေ့ရတယ်လဲဆိုရင်ခရစ်တော်ရဲ့စံနမူနာကိုရှုမှတ်ရမှာမာမာနနဲ့ယံတွေ့လို့ခြင်းအားလုံးကိုဖယ်ရှားပြီးခါမှာခရစ်တော်ရဲ့ကယ်တင်ခြင်းသဘောတဘာဝကို ပြသဖို့လိုအပ်တယ်ဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်ပြောချင်တဲ့အရာကအရင်တော့ကကျွန်တော်တို့ကမာမာနတရားတွေနဲ့အသက်ရှင်ပေမဲ့လည်းပဲခရစ်တော်ကိုယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာမာမာနတွေအတ္တတွေကိုဖယ်ရှားပြီးခါမှတယောက်ကိုတယောက်ခရစ်တော်ရဲ့သဘောကယ်တင်ခြင်းရပြီးတဲ့နောက်မှာခရစ်တော်ရဲ့သဘောနှိမ်ချခြင်းအပြင်ဆက်လက်ပြီးခါမှကျွန်တော်ချင်းချင်းဆက်ဆံသောသူများဖြစ်ကြရမယ်ဆိုပြီးခါမှဒီမှာကျွန်တော်တို့ကိုဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ် နောက်ဘက်ကမှာခရစ်တော်ပြုတ်တဲ့သူဖယားသခင်ရဲ့အလိုတော်ကိုနာခံပြီးဖယားသခင်ဟာသူတို့နဲ့အတူတူလှုပ်တော့ကြောင့်ဤအမှုအရာတွေကိုသူတို့တတ်နိုင်နေဆိုတာကိုလည်းပြန်ပြီးခါမှသဘောပေါက်စေချင်တာဖြစ်တယ်။ရှင်ပေါလုကဖိလိပ္ပိယုံကြည်သူအသင်းသူတင်သားတို့တင်းတော့လှုပ်ဆောင်နိုင်တာဟာ သခင်ခရစ်တော်ရဲ့ချစ်ချင်းမြတ်တာနဲ့ဖယားသခင်ကတင်တို့နဲ့အတူပါရှိလို့ဤအရာတွေကိုနင်တို့လောက်ဆိုင်နိုင်တာဖြစ်တယ်ဆိုတာကိုပြန်ပြီးခါမှသတိရစေလို့တဲ့အတွက်ကြောင့်ရှင်ပေါလုကဖိလိပ္ပိယုံကြည်သူတွေကိုပြန်ပြီးခါမှ remind ပေးထားတယ်ဆိုတာကိုကျွန်တော်တွေ့လို့ရပါတယ်အပိုင်းငယ်7နဲ့73မှာရှင်ပေါလုကဖိလိပ္ပိယုံကြည်သူတွေကိုဒီလိုပေါ်ပြပေးထားပါတယ် ို့ဖြစ်၍ငါချစ်သူတို့တင်တို့သည်ငါမျက်မှောက်၌နားထောင်သည်မက မျက်ကွယ်၌လည်းအစဉ်နားထောင်ကြသည်နှင့်အညီကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့်ကိုကိုကိုကဲတင်ခြင်းကကိုယ်တိုင်ကြိုးစားအားထုတ်ကြလော့အကြောင်းမူကားတင်တို့သည်အလိုရှိစေခြင်းက၎င်းအကျင့်ကျင့်စေခြင်းက၎င်းတင်တို့အထဲ၌စေတနာတော်အားဖြင့်ပြုပြင်တော်မူသောသူကဖရာသခင်ပေတည်းအလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။ကြီးမဒီမှာဖော်ပြပေးထားတဲ့အရာကဘာလဲဆိုရင်တော့ စေတနာအားဖြင့်ပြုပြင်တော်မူသော သူကဖရာသခင်ပေတီတင်းတို့အသက်တာထဲမှာအစဉ်အမြဲပြုပြင်ပြောင်းလဲပေးသောသူဟာဖရာသခင်ပဲဖြစ်တယ်။ဒါကြောင့်ကျွန်တော်အချင်းချင်းနဲ့အရာတိုင်းလက်တွေ့ယုံကြည်ခြင်းနဲ့ကျွန်တော်ချင်းနဲ့အရာတိုင်းမှာကျွန်တော်တို့လူစားတိအားဖြင့်မဖြစ်နိုင်မို့မတက်နိုင်မို့ဒါပေမဲ့တက်နိုင်စွမ်းကိုပေးသောဖရာသခင်အားဖြင့်သာ ဖြစ်တယ်ဆိုတာကိုတယောက်ကိုတယောက်သိရှိပြီးခါမှာ ျွန်တော်တို့ရဲ့အတ္တတာမှာလက်တွေ့ကျင့်သုံးသောသူများဖြစ်ဖို့အတွက်ကိုရှင်ပေါလုကဖိလိပ္ပိယုံကြည်သူတွေကိုခွန်အားပေးတယ်လို့ဒီကနေ့မှလည်းကျွန်တော်ခွန်အားပေးချင်ပါတယ်။တယောက်ကိုတယောက်ကျွန်တော်ကယုံကြည်ခြင်း၌ခွန်အားပေးသောသူများဖြစ်ကြရအောင်။ကျွန်တော်တို့ခွန်အဝိညာဉ်ခွန်အားနည်းတဲ့အခါမှာတော်လကောင်ကျွန်တော်ယုံကြည်ခြင်းအားနည်းတဲ့အခါမှာတော်လကောင်တယောက်ကိုတယောက်ကျွန်တော်တို့ကအကောင်းဖက်ကနဲ့ကျွန်တော်အပြု သဘောဆောင်ပြီးမှကျွန်တော်ဆူတောင်းပေးခြင်းအပြင်တော်လကောင်းအချင်းချင်းဖရာရဲ့နှုတ်ကပတ်တော်အပြင်ခွန်အားပေးသောဖရာရဲ့တာသမီတွေဖြစ်ကြရအောင်လို့ထပ်လောင်းပြီးကမှကျွန်တော်ဒီမှာခွန်အားပေးချင်ပါတယ်ဆက်လက်ပြီးမှကျွန်တော်လေ့လာကြည့်အောင်အပိုင်ငယ်၁၄နဲ့၁၆မှာကျွန်တော်ကြည့်တဲ့အခါမှာရှင်ပေါ်လုကဖိလိပ္ပိယုံကြည်သူတွေကိုထပ်လောင်းပြီးခါမှာခွန်အားပေးထားပါတယ်တခင်ခရစ်တော်ပြုမှုတကယ်သူပြုမှုမှတာလေနဲ့အမောင်ထဲမှာထွန်းလင်းသောအလင်းနဲ့တူကြလိမ့်မည်တဲ့ အဲ့တော့ကျွန်တော်လောကမှာတက်ရှင်တဲ့အခါမှာအမှောင်ထုတ်အတွင်းမှာကျွန်တော်ကအသက်ရှင်သောသူတွေဖြစ်တဲ့အခါမှာဘုရားရှင်တင်းတော့ဟာ လောကရဲ့အလေးလောကရဲ့စားတွေဖြစ်စေခြင်းတဲ့အတွက်ကြောင့်တင်းတော့ဟာအဲ့အလေးနေနဲ့လောကရဲ့စားဖြစ်နိုင်ဖို့အတွက်ကတဲ့ခရစ်တော်ကျင့်တကယ်သူကျင့်မှာတာရင်ကျွန်တော်တို့ကဤအရာတွေတတ်နိုင်မယ်လို့ဖော်ပြပေးထားပါတယ်။အဲ့ကြောင့်အပိုင်ငယ်၁၄နဲ့၁၆မှာခရစ်တော်ကလည်းဖော်ပြပေးထားပါတယ်။ ဆိုအမောင်ထဲမှာထွန်းလင်းသောသူများဖြစ်ဖို့အတက်တာကိုရှင်ဘောလူကခွန်အားပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။အဲ့ဒါကြောင့်ပဲထက်လောင်းပြီးခါမှာ၁၄နဲ့၁၆မှာဝိညာဉ်ရေးရာနဲ့ကိုချင်းတရားတို့၌ပျက်စီးယွယွနေသောလောကကြီးထဲသို့ဖျားသခင်ရဲ့တရင်ကောင်းကိုယူဆောင်လာတော့အခါအပြစ်တင်ခြင်းနဲ့ကင်းလွတ်သောယုံကြည်သူများဖြစ်ကြပါမည်အကြောင်းရှင်ဘောလူကဒီမှာခွန်အားပေးထားတာကိုကျွန်တော်တွေ့လို့ရတယ်။ အဓိကအဖြစ်ပါဖြစ်လဲဆိုလောကမှာခရစ်တော်ကြွလာတဲ့အခါမှာကျွန်တော်ပြန်ပြီးခါမှာဖျားသခင်ရဲ့အလင်းကိုလင်းတော်သူများယုံကြည်ခြင်း၌ခံခန့်တော်သူများဖြစ်ဖို့အတွက်ကိုရှင်ပေါလုကဖိလိပ္ပိယုံကြည်သူတွေကိုပြန်ပြီးခါမှာခွန်အားပေးထားတယ်ဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ် အဲ့အဖြစ်မဲတဲ့သူတို့အသက်တာဟာဘုရားသခင်ကြီးရည်ရွယ်ချက်ကိုပြည့်စုံစေပြီးရှင်ပေါလုကိုလည်းဝမ်းမြောက်စေမှဖြစ်တယ်ဆိုပြီးရှင်ပေါလုကပြန်ပြီးခါမှခွန်အားပေးထားပါတယ်သူတို့ရဲ့ယုံကြည်ခြင်းကခိုင်မြဲပြီးခါမှနောက်ဆုံးခရစ်တော်ကြွလာသည့်အထိ တမျိုးနဲ့ပြောခရစ်တော်ရှိမှပြန်လည်ပြီးခါမှရက်တဲ့အခါမှာတော်လကောင်းကျွန်တော်ရဲရဲဝုန်ဝုန်နဲ့ရက်တည်နိုင်တော်သူများဖြစ်ပြီးခါမှဖယားသခင်ရဲ့စိတ်တော်ကိုလည်းကျေနပ်စေတော်သူရှင်ပေါလုရဲ့နှလုံးသားကိုလည်းဝမ်းမြောက်စေတော်သူဖြစ်ကြပါမည်အကြောင်းရှင်ပေါလုကပြန်လည်ပြီးခါမှခွန်အားပေးထားတယ်ဆိုတာကိုကျွန်တော်တွေ့လို့ရပါတယ်အဲ့ဒါကြောင့်မဲအပိုက်ငယ်16ကနေ16မှာဒီလိုဖော်ပြပေးထားပါတယ် ။တင်တို့သည်ပြုလေသမျှတို့၌မိတန်းချင်းငင်းခုန်ချင်းမပြုဘဲပြုကြလော့။ တို့ပြုလည်းအပြစ်တင်ခွင့်မရှိအဘယ်သူကိုမျှမပြစ်မှာပဲနေ၍မဖြောက်မမှန်ဖောက်ပြန်တော်လူမျိုးထဲ၌အဘယ်အပြစ်မှမပြတော်ဖျားသခင်ဤအသားဖြစ်ကြလိမ့်မည်အသက်ရှင်ခြင်းနှင့်ဆိုင်သောနှုတ်ကပတ်တော်တရားကို ပြတာ၍စัจ java လာ၌နေလာကျဲနက်ခတ်ကဲ့သို့ထိုလူမျိုးအထဲ၌ထွန်းလင်းကြ၏တို့ပြုလည်းငါသည်အကျိုးမရှိဘဲလည်းပြီးသည်မဟုတ်အကျိုးမရှိဘဲလည်းကြိုးစားအားထုတ်သည်မဟုတ်ကြောင်းကိုငါထောက်၍ ရစ်တော်၏နေ့ရ၌ဝါကြားဝမြောက်ခြင်းရှိလိမ့်မည်ဆိုပြီးခမာဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းခိုင်ခံ့ပြီးခမာခရစ်တော်ရဲ့အလင်းကိုလင်းနိုင်တော်သူများ ဖြစ်ဖို့အတွက်ကိုရှင်ပေါလုကဖိလိပ္ပိယုံကြည်သူတွေကိုခွန်အားပေးထားတယ်ဆိုတော့ကျွန်တော်တွေ့လို့ရပါတယ်။အဲဒါပေမဲ့ဒီကိစ္စမှာကျွန်တော်ပြန်လည်ပြီးခါမှာခွန်အားပေးခြင်းတဲ့အရာကလောကမှာကျွန်တော်အသက်ရှင်တဲ့အခါမှာကျွန်တော်ယုံကြည်ခြင်းကိုခိုင်ခိုင်မြဲမြဲဆွဲကင်ပြီးခါမှာကျွန်တော်တို့ဝိညာဉ်ရေးရမှာတော်လကောင်းကျွန်တော်ခန္ဓာရေးရမှာတော်လကောင်းကိုယ်ကျင့်တရားမှာတော်လကောင်းဖရာသခင်ရဲ့အလိုတော်တိုင်းအမြဲတမ်းအသက်ရှင်ပြီးနောက်ဆုံးသောကာလတိုင်အောင် တည်ကြည်တော့ဖရာရဲ့သာသမီတွေဖြစ်ကြရအောင်ဒါမှသာလင်ဖရာသခင်နဲ့ဂျေနာပြိခါမှာရှင်ပိုးတို့လည်းဂျေနာတော့ယုံကြည်သူတွေကျွန်တော်တို့လည်းဖြစ်ကြရအောင်လို့ထပ်လောင်းပြိခါမှာကျွန်တော်ခွန်အားပေးချင်ပါတယ်အဲ့ဒါမဲ့ရှင်ပိုးလူကလည်းဗာလဲဆိုရင်ဖိလစ်ပိယုံကြည်သူတွေကိုပြန်ပြိခါမှာခွန်အားပေးတိုက်တွန်းထားတယ်ဆိုတာကိုကျွန်တော်တွေ့လို့ရပါတယ်ဆက်လက်ပြီးကျွန်တော်တို့ကြည့်အောင်အပိုင်ငယ်ဆက်ခွန်ကနဲ့ဆက်ရှိကိုကျွန်တော်ကြည့်တဲ့အခါမှာဘာတွေ့ရတယ်လဲဆိုရှင်ပေါ်လူကဒီလိုခွန်အားပေးထားပါတယ် ကျွန်တော်တို့အဲ့လိုပဲကျွန်တော်တို့ကအတက်ရှင်လို့ရှိရင်တဲ့ဘာတက်လဲဆိုရင်တို့ရဲ့အတက်တာမှာဖျားသခင်ရှေ့မှာတို့အတက်တာဟာရစ်ပလင်မှာပူဇော်တကာနဲ့တူမှာဖြစ်တယ်ဆိုပြီးခါမှာဖော်ပြပေးထားပါတယ် အခုနလောကမှာအသက်ရှင်နိုင်ဖို့ကျွန်တော်ယုံကြည်ခြင်းခိုင်မြဲပြီးခါမှာဝိညာဉ်ပေးရမှာတော့လကောင်းအကျင့်စာရိတ္တပိုင်းမှာတော့တာ၍မြင့်မြတ်ပြီးမှနောက်ဆုံးတိုင်အောင်တည်ကြည်သောသူများဖြစ်ပြီးမှတာလင်းကျွန်တော်တို့ကဖရာသခင်ရဲ့ရှေ့မှာကျွန်တော်ရဲ့အသက်တာဟာရစ်ပလင်မှာတည်သောရစ်ပူဇော်တကာနဲ့တူမှာဖြစ်တယ်တဲ့အဲကြောင့်ရစ်ပူဇော်တကာဟာဘလောက်အထက်အရေးကြီးတယ်လဲဆိုတာကိုကျွန်တော်တို့နော်ဝတ်ပြုရချမ်းမှာတော့ဖတ်ကြည့်ပါရစ်ပူဇော်တကာကဖရာရဲ့ရှေ့မှာဘလောက်ထိ ွေးကြိုင်တယ်လဲဆိုတာကိုကျွန်တော်ကတွေ့လို့ရမှာဖြစ်ပါတယ်။အဲအကြောင်းအရာကိုပဲရှင်ပေါ်လူကထပ်ပြီးမှယုံကြည်သူရဲ့အသက်တာအแทမှာဒီအရာကိုဆွဲဆွဲကြိုင်မြဲပြီးပါယုံကြည်ခြင်းအဖြစ်ဘုရားသခင်ရဲ့ရှေ့မှာပူဇော်တကာထိုက်တော်ဘုရားရဲ့သားသမီးတွေဖြစ်ကြရအောင်ဆိုပြီးရှင်ပေါ်လူကတိုက်တွန်းသေးတကယ်တော့ကျွန်တော်ရဲ့အသက်တာမှာလည်းတည်ဆောက်ကြရအောင်လို့ထပ်လောင်းပြီးမှခွန်အားပေးချင်ပါတယ်။ဆက်လက်ပြီးမှကြည့်ရအောင်။အကယ်၍ရှင်ပေါ်လူက အသက်ခံရတယ်ဆိုရင် သူ့ရဲ့အသွေးဟာတဲ့သူတို့ပူဇော်တကာတဲ့အထအထိတ်နိုင်ထပ်မှန်ပြီးခါမှသူ့ရဲ့အသွေးတော်အဖြစ်ထပ်ပြီးခါမှပူဇော်တာနဲ့တူလိမ့်မယ်ဆိုပြီးမှရှင်ပေါလုကလည်းပြန်လဲပြေကခွန်အားပေးထားတာဖြစ်တယ် ရှင်ပေါလုဖော်ပြပေးထားတဲ့ခရစ်တော်နဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်မြဲမြံမြဲဒုက္ခဆင်းရဲတွေကျွန်တော်ကြုံတွေ့တဲ့အရာတွေကိုကျွန်တော်တို့ကမကြောက်မရွံ့မဲနဲ့ခရစ်တော်နဲ့ယုံကြည်ခြင်းခိုင်မြဲမြဲဝိညာဉ်ကြီးရာပိုင်းမှာလည်းကျွန်တော်ကကောင်းမယ်ကိုချင်းတရားပိုင်းမှာလည်းကောင်းလာတဲ့ဟာဖရာသခင်ရဲ့ပူဇော်တကားဖြစ်တယ်အဲပူဇော်တကားဖရာရဲ့ရှေ့မှာမွေးချိန်ပြီးမှ तू တည်လို့ရှင်အဲပူဇော်တကားထဲမှာ तू အသွေးတော်အပြင်ထက်လောင်းပြီးခါမှာပူဇော်တာကိုဖရာရဲ့ရှေ့မှာမွေးချိန်စိမှာဖြစ်တယ် ဲ့ဒါကြောင့်ပဲပြန်ပြီးခါမှာဖိလစ်ပိယုံကြည်သူတွေကိုခိုင်ခိုင်ခန့်ခန့်နဲ့ကျွန်တော်ကယုံကြည်ခြင်း၌တည်မြဲမယ်ဝိညာဉ်ရေးအပိုင်းမှာတည်မြဲမယ်ခန္ဓာရေးအပိုင်းမှာတည်အချင်းပိုင်းမှာလည်းကျွန်တော်တည်မြဲတော့သူများဖြစ်ကြရအောင်လို့ထပ်တောင်းပြီးခါမှာခွန်အားပေးထားတာကိုကျွန်တော်တွေ့လို့ရပါတယ် နောက်ပြီးမှဘာပေါ်ပြပေးထားတယ်လဲဆိုရင်ကျွန်တော်အဲ့လိုအတ္တာရှိလို့ရှိရင်နဲ့ရှင်ပေါ်လို့အတ္တာအတွက်အောင်မြင်ခြင်းအထွတ်အတိတ်ဖြစ်ပြီးဖရာသခင်ကိုချီးမွမ်းရ၌ဝမ်းမြောက်ခြင်းဖြစ်စေမယ့်အရာဖြစ်တယ်ဆိုပြီးမှရှင်ပေါ်လို့ကဒီမှာပြန်လဲပြီးမှခွန်အားပေးထားတာကျွန်တော်တွေ့လို့ရပါတယ် ဒီအရာရပူဇော်ခြင်းအရာမှာသူအသွေးတော်အပြင်ထတ်လောင်းပြီးခါမှာဖះကိုပူဇော်ခွင့်ရတာဟာသူ့အတွက်တော့တကယ်ပဲအထက်အမြတ်ဖြစ်တယ်။ဖះသခင်ကိုချီးမွမ်းရမှာဝမ်းမြောက်ခြင်းဖြစ်စေတဲ့အရာဖြစ်တယ်ဆိုပြီးရှင်ပေါလုကပြန်လည်ပြီးခါမှာယုံကြည်ခြင်း၌ခိုင်မြဲဖို့အတွက်ကိုပြန်လည်ပြီးကခွန်အားပေးထားတယ်။ဘာဖြစ်လို့လဲခရစ်တော်ရဲ့တရင်းကောင်းအဖြစ်သူကထောင်ချတဲ့အတ္တတာပြီးဆက်ရတာကိုဝမ်းမြောက်ပြီးခါမှာဖះရဲ့ရှေ့မှာ ချီးမြှောက်ခြင်းအားဖြင့်ဤအရာအဖြင့်သူကနော်ယုံကြည်သူတွေကိုလည်းခိုင်းသည်ယုံကြည်ခြင်း၌ခိုင်မြဲသောသူများဖြစ်ပေါ်အတွက်ကိုခွန်အားပေးထားတာကိုကျွန်တော်တွေ့လို့ရတယ်။အဲအကြောင်းအရာကိုပဲအပိုင်ငယ်16နဲ့18မှာရှင်ပေါလုကယုံကြည်သူတွေကိုဘယ်လိုခွန်အားပေးထားလဲ။ထိုမြတ်မကတင်တို့၏ယုံကြည်ခြင်းကိုတင်လှပူဇော်သောရစ်အပေါ်မှာငါကို လောင်းတော်လဲဝမ်းမြောက်ခြင်းရှိ၏။တင်တို့ရှိသည်များနဲ့အတူငါဝမ်းမြောက်ခြင်းရှိ၏။ ုက်ငယ်16:18မှာထိုမြမကတင်တော့ယုံကြည်ခြင်းကိုတင်လှူပူဇော်တော့ရစ်အပေါ်မှာငါ့ကိုလောင်းတော်လဲဝမ်းမြောက်ခြင်းရှိတင်တော့ရှိသည်မြနဲ့အတူငါဝမ်းမြောက်ခြင်းရှိထိုနည်းတူတင်တော့ဒီလဲဝမ်းမြောက်ကြလောငါနဲ့အတူဝမ်းမြောက်ခြင်းရှိကြလော ဆိုပြီးခါမှာရှင်ပေါ်လူကခွန်အားပေးထားတာကိုကျွန်တော်တွေ့လို့ရပါတယ်။ငါလည်းလူမျိုးဖြစ်လို့ရှိရင်ငါလည်းဝတ်မြောက်တကယ်တော့တင်းတို့လည်းဝတ်မြောက်ကြပါဆိုပြီးခါမှာဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ်။အဲအကြောင်းအရာလေးကိုကျွန်တော်ဖတ်တဲ့ခါမှာအရင်တော့ကဖျားကွေအမှုတော်မြတ်ထဲမှာပါဝင်တဲ့ဖျားရဲ့အစီခံကြုံတာတရုတ်ပြည်ကိုသွားတယ်။အဲသူတို့တငယ်ချင်းနှစ်ယောက်သွားတဲ့ခါမှာတယောက်ကတော့ဗာလဲတရင်ကောင်းဝေငှာရင်းနဲ့မာတူရဖြစ်သွားတယ်။ ငါသူရဖြစ်တဲ့အခါမှာကြံရက်ခက်တဲ့တယောက်ကဘုရားရှင်ရှင်မှာဘလို့ဆူတောင်းတယ်လဲဆိုရင်ကိုတော်ဘုရားဘာဖြစ်လို့ကျွန်တော်ကိုကောင်းမြတ်တဲ့အခွင့်အရေးမပေးဘဲနဲ့ကျွန်တော်ရဲ့တငယ်ချင်းကိုပဲကောင်းမြတ်တဲ့အခွင့်အရေးပေးတယ်လဲငါရဲ့တငယ်ချင်းကိုကြတော့မာသူရအဖြစ်နဲ့ဘုရားရှင်ကရွေးနှုတ်ပြီးကျွန်တော်ကိုကြတော့မာသူရအဖြစ်နဲ့မရွေးနှုတ်ပဲကျွန်တော်နိုင်ငံကိုပြန်ပို့တယ်ဆိုဝန်နဲ့ဆိုတဲ့ဘုရားရှင်ရှင်မှာဆူတောင်းတယ်ဆိုတာကိုပြန်ပြီးခါမှကျွန်တော်စာအုပ်ထဲမှာဖတ်မှတ်ဖူးခဲ့ပါတယ်အဲ့တိုင်ပဲ ဒီမှာရှင်ပေါလုကလည်းဗာပြောတယ်ဆိုတရင်ကောင်းအတွက်ငါရဲ့အသွေးတော်အားဖြင့်ဖယားသခင်ကိုကျင့်တဲ့ဝမ်းမြောက်စေမယ်ဆိုရင်ဒီအရာဟာငါအတွက်အောင်မြင်ခြင်းအထွတ်အထိပ်ဖြစ်ပြီးဖယားသခင်ကိုချီးမွမ်းရမှာလဲဝမ်းမြောက်ခြင်းရှိစေတော်အရာဖြစ်တယ်ဒီအတိုင်းပဲတင်တော့ဟာလဲတင်တို့ရဲ့ယုံကြည်ခြင်းအားဖြင့် င်တို့ရဲ့ဝိညာဉ်ရေးရာအဖြစ်တင်တို့ရဲ့အချက်အဖြစ်တင်တို့ဟာဖရားရဲ့အလိုတော်အတိုင်းလိုက်လျှောက်ပြီးခါမှာတင်တို့ဟာဤတရင်ကောင်းအဖြစ်တင်တို့ဟာညင်ပန်းနှိပ်စက်ခြင်းတပ်ဖြစ်ခြင်းခံရတယ်ဆိုရင်ဤအရာဟာတင်တို့အထွတ်အမြတ်ဆုံးသောအရာဖြစ်တယ်ဆိုတာကိုသဘောပေါက်နားလည်ကြပါဆိုပြီးခါမှာရှင်ပေါလုကဖိလိပ္ပိယုံကြည်သူတွေကိုခေါ်အားပေးထားပါတယ် ဒီကနေ့ကျွန်တော်ဘာသင်ခန်းစာယူလို့ရတယ်လဲကျွန်တော်ရဲ့ဘဝထဲမှာဒုက္ခဆင်းရဲပေါင်းမြောက်များစွာကြုံရမယ်တခါတလေကျွန်တော်ခက်ခဲခြင်းတွေကြုံတွေ့ရတဲ့အဟာကလူရဲ့ဦးနှောက်အဖြစ်မှန်းဆလို့မရတဲ့အထီးတွေလည်းခက်ခဲခြင်းတွေကြုံရမှာပါဒါပေမဲ့အရာအားလုံးကဖျားရဲ့လက်ထဲမှာရှိတဲ့အတွက်ကြောင့်ဤအရာအားလုံးကို ချုပ်ကင်တော်သူကသာဝရဖျားပဲဖြစ်တယ်။နောက်ဆုံးအနေနဲ့ရှင်ပေါလုကဖိလိပ္ပိယုံကြည်သူအသင်းသူတင်သားတွေရှိမှာယုံကြည်ခြင်း၌ခိုင်မြဲပြီးခါမှခေတ်ကာလပေါ်မှာကျွန်တော်တည်မီနေသောပြဿနာပေါ်မှာဒုက္ခဆင်းရဲပေါ်မှာပဲကျွန်တော်ကမှီတည်သောယုံကြည်ခြင်းများမဟုတ်ဘဲနဲ့ ခေကာလပေါ်မှာမိတီပြီးမှเนาะတီဆောက်တဲ့ယုံကြည်ခြင်းများမဟုတ်ပဲနဲ့ကျွန်တော်တို့ဖယားသခင်ပေါ်မှာမိတီပြီးခါမှเนาะကျွန်တော်အသက်တာမှာယုံကြည်ခြင်းကိုဆွဲကင်ပြီးခါမှာရှောက်လန်းတဲ့ဖယားရဲ့သာသမီတွေဖြစ်ကြဖို့အတွက်ကိုရှင်ဘောလူကခွန်အားပေးထားပါတယ်အဲ့တည်းမဲ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလဲကျွန်တော်ခေကာလကဘလောက်ပဲဆူရွားနေပါစေအဲ့ပေါ်မှာကျွန်တော်တို့ကမိတီသုံးသူများမဟုတ်ပဲနဲ့ ဖရားရဲ့နှုတ်ကပတ်တော်မှာမိတီပြီးခါမှဖရားရဲ့အလိုတော်အတိုင်းယုံကြည်ခြင်းကိုဆွဲကံပြီးမှဖရားသခင်ရဲ့ဘုန်းတော်ထင်ရှားနိုင်တော့ဖရားရဲ့သားသမီးတွေဖြစ်ကြရအောင်လို့ထပ်လောင်းပြီးခါမှကျွန်တော်ခွန်အားပေးခြင်းပါတယ်။ကြာနာသူရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။ဆိုတော့လာမယ့်ပတ်ဒီမှာလည်းကျွန်တော်ဖိလိပ္ပိဩဝါဒစာကိုဆက်လက်ပြီးခါမှကျွန်တော်အတူတကွလေ့လာကြမှာဖြစ်ပါတယ်။ဆိုတော့လာမယ့်အပတ်မှာကျွန်တော်လေ့လာကြမယ့်အကြောင်းအရာကဘာတူလဲဆိုရင်တိမောသေနဲ့ Ever for date เนาะ Ever for date ရဲ့စံနမူနာ သူတို့အတက်တာအကြောင်းအရာကိုကျွန်တော်ကဆက်လက်ပြီးကမှလေ့လာကြမှာဖြစ်ပါတယ်။အဲ့ဒါကတော့ဒီအခန်းကြီးနဲ့အပိုင်းငယ်16ကနေ30မှာကျွန်တော်လေ့လာလို့ရှင်။သူတို့အတက်တာမှာဘလောက်အထိစံနမူနာယူစရာကောင်းတယ်လဲ။နော်ဒီမော့တေနဲ့တိတ်တော့တိတ်ရဲ့စံနမူနာဟာကျွန်တော်ယုံကြည်သူတွေအတွက်အရမ်းမဲအရေးကြီးတဲ့အကြောင်းအရာကိုလာမယ့်ပတ်ဒီမှာကျွန်တော်ဆက်လက်ပြီးကမှ နော်လေ့လာကြပြီးမှကျွန်တော်နဲ့တူကပြန်လည်ပြီးမှနားတော်တာဆင်ဖို့အတွက်ကိုကျွန်တော်ဖိတ်ခေါ်ပြစေအားလုံးပေါ်မှာဖြန့်ရှင်ကောင်းချီးပေးပါစေ